အစ္စလာမုအလัยကုမ်ဝရဟ်မတ်တူလာဟီဝဘရကာတူယနေ့ဟီဂျရီ1446ခုဇူလ်ကာအီဒါ12ရက်ခရစ်နှစ်2025ခုနှစ်မေလ17ရက်နေ့တနင်္ဂနွေနေ့မှာ9မိနစ်တအောင်မြင်ခဲ့ရတင်ကန်းစာအမှတ်စဉ်1006ကိုတင်ပြမှာပါဒီနေ့ကတော့အစ္စလာမ်တမိုင်းမှာအင်တာမှာစိတ်ဓာတ်ခွန်အားရရှိစေမယ့်အကြောင်းအရာတစ်ခုကိုတင်ပြလိုပါတယ်ဘာဒီအကြောင်းအရာကိုမတင်ပြခင်မှာကျွန်တော်တို့တွေဒီလိုအခြေအနေတွေထဲမှာကျွန်တော်တို့စိတ်တွေ အင်တန်ပင်ပန်းရတယ်ဒီလိုပဲကျွန်တော်တို့ဒီစိတ်ပင်ပန်းမှုတွေကိုအကြောင်းခံပြီးတော့ကျွန်တော်တို့ရဲ့အနီးပါးမှာတဦးတယောက်ကလာရောက်ပြီးတော့ဒါတဲ့အခါပြောဆိုတဲ့အခါသူ့ကိုဖြေချတဲ့အခါတွေမှာအစင်မပြေတာတွေအစင်မတင်တာတွေအများကြီးဖြစ်တတ်ပါတယ်ကျွန်တော်တို့ရဲ့ရင်သွေးငယ်လေးတွေတခါတလေကျွန်တော်တို့ရဲ့နှွေးထွေးမှုတွေယူရမှုတွေလိုချင်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့အနီးအနားတွေကိုသူတို့တွေတိုးကပ်လာတတ်တဲ့ ော့အဲ့ဒီချိန်ဒီမှာလဲကျွန်တော်တို့ဟာကိုယ့်ရဲ့စိတ်ကိုကိုထိမ့်ပြီးတဲ့နောက်ပိုင်းမှာအကယ်၍များကျွန်တော်တို့ဒေါသတွေထွက်ခဲ့မယ်ဆိုရင်တော့မှပဲဒေါသတွေကို ပြပြောက်စေတဲ့ကိုရမဆလ္လာဆလမ်ညွန်ကြားသွားတဲ့လက်ညွန်ချက်အလတရားလေးတွေကိုကျွန်တော်တို့လိုက်နာကျင့်သုံးသင်ပါတယ်ကျွန်တော်တို့တင်ပြခြင်းတဲ့အကြောင်းအရာကိုတော့အီမမ်အဘူနူအိုင်အလ်အစဖာဟနီကမိမီယဟီဒီယတ်ုလ်အောလီယာဆိုတဲ့ကျမ်းအတွဲနှစ်စာမျက်နှာ128မှာဖော်ပြထားတဲ့အကြောင်းအရာလေးတစ်ခုပါ အဘူမု슬림အယ်ခေါလာနီဆိုတဲ့ဆဟာဘာကြီးကိုအလုံးပရိသတ်ကြီးကြားဘူးမှာပါတခင်ကြီးရဲ့နာမည်ကတော့အဗ်ဒူလာဘင်ဆောက်ဖြစ်ပါတယ်ကျွန်တော်တို့အားလုံးဟာနမရုတ်နဲ့ဟဇတ်အစ်ဗရာဟင်တခင်ကြီးရဲ့အကြောင်းကိုအားလုံးသိတယ်နမရုတ်ကမိဘုံကြီးတပုံကိုသူ့အနေနဲ့မွေးပြီးတော့ဟဇတ်အစ်ဗရာဟင်တခင်ကြီးကိုဒီမိထဲမှာထည့်ခဲ့တယ်အဲ့ဒီချိန်မှာမြတ်တော်မူသောအလောရှိမြတ်ကဒီမိကိုဥယျာဉ်တစ်ဖွဲပြောင်းလဲစေခဲ့တယ်ပန်းဥယျာဉ်တစ်ဖွဲ ြုလုပ်ပြီးတော့အချမ်းအောင်လုပ်ပြီးခဲ့တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့သိခဲ့ပါတယ်။ဒါ့ပေမဲ့ကျွန်တော်တို့ရဲ့ဟောဒီအွမ်မတ်မုဟမ္မဒီယာကုရမဆလလာလဟ်အစ္စလာမီယာအွမ်မတ်တူအွမ်မတ်သားတွေထဲမှာလည်းဒီလိုဖြစ်ရမျိုးဖြစ်ခဲ့တယ်ဆိုတာလေးကအများသောအားဖြင့်ကျွန်တော်တို့သတိမထားမိကြပါဘူး။အဲ့ဒီဖြစ်ရကတော့ဟာဇတ်အဘူမု슬림ခေါလာနီရဒီအလ္လာဟူတအာလာအန်ဟူတခင်ကြီးနဲ့ပတ်သက်ပြီးတော့ဖြစ်ခဲ့တာပါ။ဒီမင်းနိုင်ငံမှာနဗီအတုပေါ်ခဲ့တယ်သူ့နာမည်ကအစဝတ်အန်စီဖြစ်တယ် အော်သူ့အနေနဲ့သူ့ရဲ့တိုင်းပြည်မှာသူ့ကိုနောက်ဆုံးနဗီလို့လက်ခံဖို့သူကြိုးစားတယ်။သူနောက်ဆုံးနဗီမဟုတ်ကြောင်းညှဉ်းဆန်တဲ့သူတွေကိုအပြစ်ပေးတယ်။အဲ့လိုနဲ့အဘူမု슬림အယ်ခေါလန်နီတခင်ကြီးကယေမန်နိုင်ငံကိုရောက်နေတယ်။အဲ့တော့တခင်ကြီးကိုသူကပြောတယ်။အစဝတ်တီနောက်ဆုံးနဗီဖြစ်တယ်လို့လက်ခံမလား။ဟာဇတ်အဘူမု슬림ခေါလန်နီကပြောတယ်ကျွန်တော်တို့ကမုဟမ္မဒုရ်ရာဆူလ ullah ကုရမဆလ္လာလ္လာဟူအလိုင်ဝါဆလမ်ကိုပဲနောက်ဆုံးနဗီလို့ကျွန်တော်တို့ကလက်ခံတာ။ ကိုရောကအပြင်းတခြားဘုသူကမှနောက်ဆုံးနေပြီလို့ကျွန်တော်တို့လက်မခံဘူးအဲ့တော့နောက်ဆုံးသူကဘာလုပ်လဲဆိုတော့မိဘုံကြီးလှုပ်ပြီးတဲ့နောက်ပိုင်းမှာဟာဇတ်အဘူမု슬림ကိုအဲ့ဒီမိထဲမှာထည့်လိုက်တယ်ဒီမိကတခင်ကြီးကိုဘာမှဒုက္ခမပေးနိုင်ခဲ့ဘူးတာသာရရာပဲမိဘုံထဲကနေပြန်ထွက်လာခဲ့တယ်ဒီတရင်ဟာဆိုရင်တပီလုံးမှာဆိုရင်ပြတ်နံ့သွားတယ်အားလုံးကအစွတ်အန်စီကိုပြောတယ်ဒီပုဂ္ဂိုလ်ကိုအမြန်ဆုံးတိုင်းပြည်ကနေနေနေပေးလိုက်မဟုတ်ဘူးဆိုရင်ကြံတဲ့လူတွေအတွက် ဒီပုဂ္ဂိုလ်ရဲ့အကြောင်းအရာအဲဒီပုဂ္ဂိုလ်ရဲ့ယကင်ယုံကြည်ချက်တွေဟာပြန့်ပြီးတော့အားလုံးဟာဆိုရင်သူ့နောက်ကိုလိုက်သွားလိမ့်မယ်ချက်ချင်းပဲအစဝတ်အန်စီယာဟဇရတ်အဘူမု슬လင်ကိုသူ့အနေနဲ့တိုင်းပြည်ကနေပြီးတော့နဲနေနံပေးလိုက်တယ်နောက်ဆုံးဟဇရတ်အစဝတ်ဟဇရတ်အဘူမု슬လင်ဟာမဒီနာရှင်မြို့တော်ကိုပြန်လာခဲ့တယ်အဲ့လိုပြန်ရောက်လာတဲ့အချိန်မှာကိုရမက်ဆလ္လာဆလမ်ဝါဖတ်ဖြစ်သွားပြီ ဟဇတ်အဘူဘကာအုပ်ချုပ်နေတဲ့ကာလဖြစ်တယ်။သူကမစီနဘူရဲ့တိုင်လေးတတောင်းတရိုင်းနားမှာထိုင်ပြီးတော့နမတ်စတေဖတ်နေတဲ့ဒွါရီတောင်းနေတဲ့အဲ့တော့ဟဇတ်ဥမာကဒါကိုတွေ့သွားပြီးတော့အနားကိုယောက်လာကတ်လာကတ်လာပြီးတော့အဲအဘူမု슬င်ဘယ်ဒီပြောက်နေတာလဲဘယ်ဒီသွားနေတာလဲဘယ်ရလာတာလဲအဲ့တော့အဘူမု슬င်တခင်ကြီးကပြောတယ်ကျွန်တော်ယီမန်နိုင်ငံကလာတာပါအဲ့တော့အဲ့ဒီချိန်မှာဟဇတ်ဥမာတခင်ကြီးကသူ့ကိုမေးတယ်ယီမန်နိုင်ငံမှာကိုရောရဲ့ဆဟာဘီတပါးကို အစဝတ်ကမိဘုံထဲကိုထည့်တယ်။သူကတာတာရာပဲပြန်ထွက်လာတယ်ဆိုတော့အဲ့ဒါဘယ်သူတော့အဲ့ဒီသတင်းကြားလာ။အော်ဟဇတ်အဘူမုစလင်ခေါလာနီတခင်ကြီးကသူ့ရဲ့နာမည်ရင်းကအဗ်ဒူလာဘင်ဆောက်ဖြစ်တယ်သူ့ရဲ့ဂုံတူးဆောင်နာမည်ကအဘူမုစလင်ခေါလာနီဖြစ်တယ်သူကသူ့ရဲ့အဘူမုစလင်လို့လူသိများတဲ့နာမည်ကိုမပြောဘဲနဲ့ဟုတ်တယ်တဲ့အဗ်ဒူလာဘင်ဆောက်ဆိုတဲ့ပုဂ္ဂိုလ်တယောက်နဲ့ပတ်သက်ပြီးတော့ဒီလိုဖြစ်ခဲ့တာအဲ့မှာဟဇတ်အူမာတခင်ကြီးကဆက်ပြီးတော့မေးတယ် အဗ်ဒူလလာဘင်ဆော့ဘ်ဆိုတာတဲ့အတင်းအဘူမွတ်စလင်ခေါလာနီပဲမဟုတ်ဘူးလားအဲ့ဒီချိန်မှာနောက်ဆုံးတခင်ကြီးကဝန်ခံလိုက်တယ်ချက်ချင်းဟဇတ်အူမာကဟဇတ်အဘူဘကာရှိတခင်ကြီးစီကိုခေါ်သွားတယ်အကြောင်းဖြစ်ကြောင်းကုံစင်ပြော့ပြတယ်ဟဇတ်အဘူဘကာတခင်ကြီးကလည်းအင်တာမဝန်တာအားရပြီးတော့သူ့ကိုကြိုးဆိုတယ်တော့ဆွာဘာတာဝကကြီးတွေအားလုံးကတခင်ကြီးကိုဝိုင်းဝန်းပြီးတော့မှဂုံပြူကြတယ်အဲ့လိုနဲ့ဟဇတ်အဘူဘကာဟဇတ်အူမာဟဇတ်အူစမန်ဟဇတ်အလီရာဒီယัลလာဟူအန်ဟူမ် တခင်ကြီးတွေရဲ့အုပ်ချုပ်မှုတွေအသီးသီး230အတွင်ပြီးဆုံးသွားတဲ့အခါမှာဟဇတ်အဘူမွ슬င်ခေါလာနီဟာဟဇတ်မူအာဝီယာအုပ်ချုပ်နေတဲ့ကာလအထိကိုသူဟာရှိနေခဲ့တယ်အဲ့တော့အဲ့လိုရှိနေတဲ့အချိန်မှာတရက်ဟဇတ်မူအာဝီယာတခင်ကြီးအုပ်ချုပ်နေတဲ့အချိန်မှာလအတန်ကြာဝန်ထမ်းတွေလာစားမရတဲ့အနေအထားကိုရောက်သွားတယ်ကြက်တဲသွားတယ်အဲ့တော့အဲ့မှာတရက်ဟဇတ်မူအာဝီယာတခင်ကြီးက ဂျွမာနမတ်ရဲ့ခွတ်ဘာပြီးဖို့ဆိုပြီးတော့ထွက်တဲ့အခါမှာဟာဇတ်အဘူမွတ်စလင်ကတခင်ကြီးကိုဆွဲပြီးတော့မှပြောတယ်အိုမူအာဝီယာတဲ့ဒီဥစ္စာပစ္စည်းတွေအားလုံးကအတင်လည်းမပိုင်ဘူးအတင်ရဖခင်အတင်ရမိခင်လည်းမပိုင်ဘူးဒါဆိုရင်အားလုံးအများပိုင်တာဖြစ်တယ်ဆိုပြီးတော့သူပြောလိုက်တယ်ဟာဇတ်မူအာဝီယာချက်ချင်းပဲအထဲဝဝင်ပြီးတော့ရေမိုးချိုးတယ်ပြီးတဲ့နောက်ပိုင်းမှာပြန်ထွက်လာတယ်ပြန်ထွက်လာပြီးတော့မှသူကကြေညာတယ်လူသားပေါင်းတို့တဲ့မိတ်ဆွေအပေါင်းတို့ဟာဇတ်အဘူမွတ်စလင်ခေါလာနီပြောတာမှန်တယ်တဲ့ ငါအနေနဲ့သူပြောလိုက်တဲ့အချိန်မှာဒေါသထွက်သွားမှာကိုငါစိုးရိမ်နေတာကြောင့်ငါရေချိုးလိုက်တယ်ကိုရမဆလ္လာလ္လာဟ်အလัยဟိဆလမ်ကအမိန့်ရှိတယ်တဲ့အတင်တို့ထဲမှာဒေါသထွက်လာပြီဆိုရင်အဲ့ဒီဒေါသရဲ့အပူကိုရေနဲ့အတင်တို့တွေငိမ့်အေးကြဆိုပြီးတော့ကိုတော်မိန်ထားတယ်ဒါကြောင့်ရေချိုးရင်ချိုးဝစုလုံးရင်လုံးအဲ့လိုနဲ့ပဲဒေါသတွေကိုပြပြောက်အောင်လုပ်ရမှာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ဒီချိန်မှာအလုံးကိုစီကိုစီဒေါသတွေနဲ့เนาะကျွန်တော်တို့စိတ်မကြည်လင်မှုတွေအနှိမ့်ထားယုံတွေဖြစ်နေတယ်ဆိုတော့ ကျွန်တော်တို့သိခံမှုတွေလောက်ဖို့လိုအပ်တယ်။နော်ကျွန်တော်တို့ရဲ့ဒေါသတွေကိုဘယ်ပုံစံနေနဲ့ကျွန်တော်တို့ဖြေဖြောက်မလဲ။အဲ့ဒါလေးတွေကိုကျွန်တော်တို့တွေတယောက်နဲ့တယောက်စဉ်းစားပြီးတော့မှအားလုံးတည်ငြိမ်အေးချမ်းနဲ့တာယာတဲ့ပဝင်ကျင်လေးတစ်ခုတည်ထောင်နိုင်ပါစေလို့ပြောကြရင်းနဲ့ဒီနေ့အကြောင်းအရာလေးကိုညီကုန်းချုပ်ပါတယ်။အစ္စလာမုအလัยကွမ်ဝရဟ်မတ်တူလာဟီဝဘရကာတူး